လီဗာပူးလ်ရဲ့ပွဲကရီယယ်မက်ဒရစ်ကစားသမားတဦးရဲ့စွမ်းဆောင်ရည်အပေါ်ဝေဖန်လိုက်ကြတဲ့ Onri နဲ့ Gareth Bale အာဆင်နယ်နဲ့ Barcelona အသင်းတို့ရဲ့တိုက်စစ်မှုဟောင်း Thierry Onri ကအင်္ဂလိပ်ညာကလီဗာပူးကိုတကူကိုမရှိနဲ့ရှုံးနိမ့်ခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာရီယယ်မက်ဒရစ်အသင်းကကစားသမားတဦးရဲ့စွမ်းဆောင်ရည်အပေါ်မှာပြည့်တင်ဝေဖန်လိုက်ပါတယ် ် Alexis Mas Alistair ရဲ့62မိနစ်မှာတွင်းယူခဲ့တဲ့တလုံးနေသောဂိုးကနေပြအာနေဆလော့ရဲ့လီဗာပူးအသင်းကို Anfield ကွင်းမှာအနိုင်ရရှိစေခဲ့ပြီးတော့ Real Madrid အသင်းကိုဒီယာဒီ Champions League မှာပထမဆုံးအကြိမ်ရှုံးပွဲကြုံတွေ့စေခဲ့ပါတယ်။ဒီယာဒီမှာပထမဆုံးအကြိမ်ဂိုးမသွင်းနိုင်ခဲ့တဲ့ Real Madrid အသင်းကလီဗာပူးဘက်ကိုအခွင့်အရေးတွေဖန်တီးနိုင်ဖို့ရုန်းကန်ခဲ့ရပါတယ်။ Vinicius နဲ့ Kylian Mbappe တို့နှစ်ဦးစလုံးကဂိုးပေါက်တဲ့အောင်တစ်ကြိမ်မှမကန်သွင်းနိုင်ခဲ့ကြပါဘူး။ဒါပေမဲ့ Henry က Vinicius ရဲ့ဆွမ်းဆောင်ရေးကပိုဆိုးခဲ့တယ်လို့ပြောဆိုလိုက်ပြီးတော့ ဘရာဇီးတောင်ပိုင်းကစားသမားခေါ်နာဘရက်ဒလီကိုတိုက်ခိုက်ဖို့ညှင်းဆန်ခဲ့တဲ့အပေါ်မှာပြည်တင်စကားပြောဆိုခဲ့တာဖြစ်ပါတယ်။အွန်ရီကကျွန်တော်နားမလည်နိုင်ဘူးဗျ။ professional ကစားသမားတူဆိုတာကိုရှိမှရှိတဲ့အရာနဲ့ကစားရပါမယ်။ဖြစ်ပျက်နေတဲ့အခိုက်အတန့်တိုင်းကစားရပါမယ်။ပြီးတော့ခမားတို့ပြောသလို goal area ထဲမှာဘယ်သူမှမရှိရင်တောင်းအနည်းဆုံးတော့ပြိုင်ဘက်အသင်းဟာဂိုက်30လောက်နောက်ဆုတ်သွားပြီဆိုရင်အဲ့ဒီအခါကွင်းလယ်ကိုကွင်းလယ်လူကိုဘောလုံးပေးပြီးတော့ 多阿边的跟团记录下吧的。嗯 ဒါပေမဲ့ကျွန်တော်မသိတော့ပါဘူးတချို့လူတွေကလှပဖို့မလိုတဲ့နေရာမှာတောင်လှပအောင်လုပ်ဖို့ကြိုးစားနေကြပါတယ်နေရာလို့ရှိရင်ဘောလုံးကိုပေးလိုက်ရုံပါပဲဘောလုံးကိုပြန်လဲလဲပတ်အောင်လုပ်ရုံပါပဲတချို့အရာတွေကဇညွန်းဆွဲထားသလိုပုံတည်ဖြစ်နေပါတယ်ဥပမာအစပိုင်းမှာအခွင့်အရေးရှိခဲ့ပါတယ် Venetius Junior ကပထမ9မိနစ်ကနေ9မိနစ်အတွင်း Corner Bradley နဲ့တူးချင်းရင်ဆိုင်ကစားတဲ့အခွင့်အရေးရရှိခဲ့ပါတယ်ဒါပေမဲ့သူကအဲ့ဒီကစားသမားကိုအသက်ရှူခွင့်ပေးလိုက်တယ် ဒါပေမဲ့ဘာလို့အသက်ရှူခွင့်ပေးလိုက်တာလဲသူ့ကိုအဝါကက်ရရဲအထိတိုက်ခိုက်လိုက်ရင်သူအရင်လိုကာကွယ်နိုင်တော့မှာမဟုတ်ပါဘူးဒါပေမဲ့ဒီလိုမဖြစ်ခဲ့ပါဘူးကျွန်တော်တို့ပွဲကြီးတုန်းက Vinicius Junior ကပထမ5မိနစ်လောက်မှာ Corner Bradley နဲ့တူးချင်းရင်ဆိုင်ကစားရတဲ့အခွင့်အရေးရခဲ့ပါတယ်ဒါပေမဲ့သူကဘယ်နောက်ခံလူကိုဘောလုံးပြန်ပေးပြီးတော့မှပြန်ယူဖို့လုပ်ခဲ့တယ်အဲဒီအခါကျတော့တယောက်တည်းက3ယောက်ကိုရင်ဆိုင်ရတဲ့အနေအထားဖြစ်သွားပါပြီအဲဒီနောက်မှာမှသူက3ယောက်တယောက်တိုက်ခိုက်ဖို့ကြိုးစားပါတယ် ကျွန်တော်တို့စောင့်ကြည့်နေရင်းနဲ့စဉ်းစားမိတယ်။တွက်ချက်တာလေးလည်းလုံးကြည့်ပါအောင်။သူ့မှာတဦးချင်းရင်ဆိုင်ကစားရတဲ့အခွင့်အရေးတွေရှိနေကြရလိမ့်။အဲ့ဒါနဲ့ဘာလုပ်နိုင်မလဲဆိုတာစူးစမ်းကြည့်တဲ့မှာရယ်။ဘာလို့ဘလို့ကိုနောက်ပြန်ပေးပြီးတော့မှပြန်ယူဖို့လုပ်တာလဲ။အဲ့ဒီအခါကျတယောက်၃ယောက်ရှင်ကစားဖို့ဖြစ်သွားပြီလေ။ဒီခါတလေကျွန်တော်ဒါကိုလုံးဝနားမလည်ပါဘူးဆိုပြီးတော့ Honoria ပြောဆိုခဲ့ပါရယ်။ ရီယယ်မက်ဒရစ်အသင်းရဲ့တိုက်စစ်မှုဟောင်းဂရက်ဘေးကလည်းအွန်ရီရဲ့သုံးသပ်ချက်ကိုသဘောတူခဲ့ပါတယ်။ဂရက်ဘေးကအမ်ဘာဘီနဲ့ဗီနီစီယပ်စ်တို့ကပြိုင်ဘက်ဂိုးအေရီယာထဲမှာမော်ဆန်တဲ့အရာတွေလှုပ်ဆောင်ပြီးမက်ဒရစ်ကိုပွဲတွေကိုပြန်ခေါ်လာတာကိုကျွန်တော်တို့မမြင်ခဲ့ရပါဘူး။ဂိုးအေရီယာထဲမှာရီယယ်မက်ဒရစ်ကစားသမားတွေစီကမျော်လင့်ထားတဲ့အခြေအသွေးမျိုးရှိခဲ့တာကနည်းနည်းစိတ်ပျက်စရာကောင်းပါတယ်။ဒါအစိတ်ပျက်စရာပါ သူတို့အရာရာကိုရှုပ်ထွေးအောင်လုပ်နေကြရတယ်လို့ကျွန်တော်ထင်ပါတယ်။သူတို့တွေနေပြိုင်ပန်းတော့ခံလူကိုစံသက်ကြည့်ဖို့လိုပါတယ်။သူတို့ကအခွင့်အရေးတခြားသူတွေအထက်ပို့ပြီးတော့မြန်တဲ့ကစားသမားတွေပါ။ဒါပေမဲ့သူတို့မလုပ်ကြတာကဘောလုံးပေးဖို့မှုအတွက် goal area ထဲမှာတခြားသူမရှိလို့လည်းဖြစ်နိုင်ပါတယ်။သူတို့တွေအထောင်တိုင်းစမူတူနံပါတ်ကိုတူကိုလိုအပ်နေတာဖြစ်နိုင်ပါတယ်။ဆိုပြီးတော့ bell ကပြောဆိုသွားခဲ့ရလည်းဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။